ဘယ်အားလုံးပဲမင်္ဂလာပါ Change Human Resource Development Center မှာ ပြန်လည်ကြိုဆိုပေးလိုက်ပါတယ်အရင်တော့ကတော့ကျွန်တော်ကအဲ့လို Change Human Resource Development Center မှာပြန်လည်ကြိုဆိုပေးလိုက်ပါတယ်လို့ကျွန်တော်ကတင်တန်းလေးချို့တင်ခဲ့တာပေါ့လေနော်အခုကကျွန်တော်ကဒီဇိုင်းပြောင်းသွားပြီဗျကျွန်တော် YouTube Channel မှာ Change Political နော် National Politics Change National Politics ကျွန်တော်ကအမျိုးသားနိုင်ငံရေးကိုလောက်တာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲ National Politics ဆိုပြီးတော့ YouTube channel လေးကိုကျွန်တော်ပြောင်းလေးပြောင်းလဲပြောင်းလဲပေးတာပါအဲ့တော့ကျွန်တော်ကမိတ်ဆက်အဖြစ် Chain Polarity National Politics မှ ပြန်လဲကြိုးဆိုပေးလိုက်ပါတယ်ပေါ့အဲ့တော့ National Politics ဆိုတော့မဟုတ်တာလေအမျိုးသားနိုင်ငံရေးဖြစ်ပါတယ်အမျိုးသားနိုင်ငံရေးဖြစ်တယ်ဆိုတော့ နိုင်ငံသူနိုင်ငံသားတွေအားလုံးအမျိုးသားရေးကိုအခြေခံတဲ့နိုင်ငံအရေးတွေကိုတည်တင့်တည်တိုက်တာတွေကိုဝေမျှပေးဖို့အတွက်ကျွန်တော်ကတောင်တနီယာတာဝန်ယူလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လည်းပဲကျွန်တော်ကအမျိုးသားနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံသူနိုင်ငံသားတွေနော်နားလည်နိုင်စေဖို့တင်ငန်းစာလေးတွေကိုအမြဲတမ်းပြုစုပြုစုပြီးတော့တော်တော်လေး YouTube တွေမှာကျွန်တော်ဝေမျှပေးခဲ့ပါတယ် ဲ့တော့ကျွန်တော်အဓိကဘာပဲပြောပြောကျွန်တော်က evidence နဲ့ပြောပါတယ်အထောက်ထားနဲ့ပြောပါတယ်เนาะအဲ့တော့ constitution နဲ့ knowledgeable ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဘ ഹു တုတ္တဓာတ်တွေကိုနိုင်ငံသူ နိုင်ငံသားတွေမသိလို့မရပါဘူးဖွဲ့စည်းပုံကို focus လုပ်တဲ့ discussion တွေလုပ်နိုင်မှကျွန်တော်တို့က national politics ကိုသွားတဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်မှာ ဲ့တော့ကျွန်တော်တို့ကအမျိုးသားနိုင်ငံရေးကိုစတင်လုပ်တော့မယ်ဆိုလို့ရှိရင်တို့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည်ထားဖို့လိုအပ်ပါတယ်အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာအခြေခံသဘောတရားလေးတွေကိုတော့မသိဘူးဆိုလို့ရှိရင်တော့အဲကျွန်တော်တို့တို့နိုင်ငံကြီးကိုကာကွယ်စောင့်ရှောက်ရှင်လို့မရပါဘူး လူမျိုးကြားဘာသာကြားတခြားလူမျိုးတွေတခြားတိုင်းရင်းသားတွေကကျွန်တော်တို့နိုင်ငံကိုဖြိုခွဲခြင်းဖျက်ဆီးခြင်းနေတဲ့အခြေအနေတခုမှာကျွန်တော်ဗုဒ္ဓဘာသာဗမာလူမျိုးတွေအကုန်လုံးကတက်မတော်နဲ့လက်တွဲပြီးတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ဒါတွေကိုသိရှိသိသိရှိသိသိရှိလိုက်တာတွေကိုသိရှိထားဖို့တော့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်က YouTube channel လေးကို National Politics ဆိုပြီးတော့ကျွန်တော်ကနာမည်လေးပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ကဲဒါဆိုလို့ရှိရင်ကျွန်တော် YouTube channel လေးရဲ့သဘောတရားလေးကိုနားလည်မယ်လို့ထင်ပါတယ်။နောက် video file မှာမိကုံးလေးဒီကိုကျွန်တော်စဖြည့်ပေးပါပြီ။ဓာမိတဲ့သူတွေရှိရဲ့ဗျ။အဲ့ဒီမှာပထမဆုံးဆက်ဆံပြပြမိကုံးမဟုတ်တဲ့။တမယိုးကြမိကုံးတစ်ခုကဘာလဲလို့ပြောလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတာကဒီမိုကရေစီစနစ်ကြပါသလားတဲ့အဲ့ဒီမိကုံးလေးလာမိတဲ့သူရှိပါတယ်နော်အဲ့ဒီမိကုံးလေးကိုနောက်ဗီဒီယိုဖိုင်မှာကျွန်တော်အကျဲချက်ပြီးပြောပေးပါမယ်ဒီဗီဒီယိုဖိုင်လေးကိုဒီမှာနေနားကျင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးသားနိုင်ငံရေးသမားချင်းကြော်လင်ဖြစ်ပါတယ်